ားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုမှာတော့အမေရိကန်ကအီရန်ရဲ့မြေအောက်နျူကလ িয়ার စစ်ရုံတွေကိုကျင်းတဲ့အခါမှာအသုံးပြုသွားတဲ့ GPU 57လို့ခေါ်တဲ့ဘန်ဂါဘစတာဘုံးကိုကျွန်တော်တို့တွေတစားစီခွဲစိတ်ခွဲချမ်းစိတ်ပြကြည့်ကြရအောင်ပါအရင်ဆုံးပြောမယ်ဆိုလို့ရှိရင်တော့သူ့ကိုတင်ခဲ့တဲ့ B2 separate လေးရင်ပေါ့နော်အဲ့လေးရင်ကလည်းပဲကုညာစီကအထုံမြမြနဲ့ကိုဒါထုတ်ခဲ့တဲ့လေးရင်ဖြစ်တယ်ပြီးအခါမှာအဲ့ဘုံးတွေကိုတင်တဲ့အခါမှာလည်းပဲအဲ့ GPU 57ဘုံးကိုနှလုံးနဲ့အထက်ကမှတင်လို့မရဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့သူ့ရဲ့ ဘုံရဲ့အလေးချိန်ကအရှန်အန်းကိုလေးတဲ့အတွက်နှလုံးနဲ့အထက်ကိုတင်လို့မရတာဖြစ်တယ်။အရင်ဆုံးဒီဘုံကိုကြည့်ပြောမယ်ဆိုလို့ရှင်နောက်ကပန်ကလေးလက်နောက်ကပန်ကလေးလက်ကတော့ဒါဒီဘုံရဲ့သူသွားမဲ့နေရာအထီးအချောက်သွားဖို့အတွက်မှနောက်ကနေထင်းချောင်းပေးရတဲ့ပန်ကလေးလက်ဖြစ်တယ်။ပြီးတဲ့အခါမှာသူရဲ့အပေါ်ကအခွန်ပေါ့နော်အပေါ်ကအခွန်ကိုတဲ့အခွန်ဒီကိုတဲ့အခွန်ကိုပြုတ်လို့ဖို့အတွက်ဆိုလို့ရှင်လည်းပဲ အင်တန်မောက်မှမဟာပေးဆိုတဲ့တကယ်ပစ္စည်းတွေတထုအမျိုးအစားတန်အမျိုးအစားကိုအသုံးပြုခဲ့ရတာဖြစ်တယ်။မမာလို့လည်းမရဘူး။ဘာဖြစ်လို့လဲဆိုလို့ချင်းသူအနေနဲ့ကတကယ်ဒီမြေကြီးထဲမှာပေပေါင်း200မီတာ60တမီတာလောက်ကိုမှဒီထူဖော့ဆိုက်ဝင်သွားတာဖြစ်တယ်။ဒီခါလေးဆိုလို့ချင်းဒီမြေကြီးထဲမှာတကယ်ဒီတိုက်ဆောက်ထားတဲ့မြေအောက်ခန်းတွေဆောက်ထားတယ်ဆိုလို့ချင်းတောင်မှအဲ့လိုမျိုးအခန်းတွေကိုလည်းပဲသူအနေနဲ့ဒီအထက်ပေါင်း20လောက်အထိမှာထူဖော့ဝင်ရောက်သွားနိုင်တာဖြစ်တဲ့အတွက်တကယ်မာဘေးဆိုတဲ့တထုတန်အမျိုးအစားနဲ့လည်းပဲမလုံလို့ကမရပါဘူး။ ဒီ GPUD service ဆိုတဲ့နောက်ထပ်နာမည်တစ်ခုကတော့ Massive Ordnance Penetrator လို့လည်းခေါ်တယ်ပေါ့နော်အတူတူကတော့ MOP ပေါ့ဒီဘုံကတကယ်ကဘာမှပြိုင်ဆန်ရှားဘုံလို့တော့မပြောလို့ရတယ်ပေါ့နော်အခုအချိန်ထိသူ့ရဲ့နောက်ထွက်ထားတဲ့သူ့တပ်ပိုကောင်းတဲ့ဘုံဆိုတာမရှိသေးဘူးပေါ့နော်မီအောက်ဘန်ကာတွေကိုဖောက်ခွဲတဲ့အခါမှာပေါ့နော်တခြားဒီဘန်ကာဘစတာဘုံအမျိုးအစားတွေရရှိတယ်ဆိုပေမဲ့သူ့လောက်ထိတကယ်မီအောက်အဲ့လောက်ကြီးကြီးကိုသွားသွားနိုင်တဲ့ဘုံကမရှိသေးဘူးပေါ့နော်ဒါကြောင့်မလို့မို့ဒီဘုံကတခြားဘန်ကာဘစတာဘုံတွေတော့ကောင်မပို့ပြီးတော့ကျွန်တော်နောက်တစ်ဆင့်ကိုရှိနေတဲ့ဘုံလို့တော့မှသာပြောမယ်ဆိုလို့ရှင်ပြောလို့ရပါတယ် အရင်ဦးဆုံးပြောမယ်ဆိုလို့ရှိရင်တော့ဒီဘုံရဲ့အရှိအလျားပေါ့နော်အရှိအလျားကဘယ်လောက်တိရှိလဲဆိုလို့ရှိရင်20.5ဘီရှိတယ်20.5ဘီဆိုတာကသာမန်လူတစ်ယောက်အတွက်ဆိုလို့ရှိရင်တကယ်3-4ဆလောက်ကမှပုံမြင့်တဲ့ပမာဏဖြစ်တယ်ပြီးတဲ့အခါမှာသူ့ရဲ့အချင်းအချင်းလို့ပြောမလားဒါမှမဟုတ်လို့ရှိရင်ဒီဘုံရဲ့မျက်နှာပြင်စဝိုင်းအခြေလို့ပြောမလားအဲ့ဒါကကျတော့31.5လက်မအစီရှိရင်နောက်တစ်ခုပို့ပြီးကျတော့ထူးခြားတာသူ့ရဲ့အလေးချိန်အလေးချိန်ကပေါင်300 ကီလိုဂရမ်နဲ့တွက်မယ်ဆိုလို့ရှင်တော့ဒါတောင်း4000ကီလိုဂရမ်လောက်ထိရှိတဲ့ပမာဏဖြစ်တယ်ဒီပမာဏကတော်တော်လေးဥမာ၄တဲ့ပမာဏဖြစ်တယ်ပေါ့နော်တကယ်တည်း तू ကမြေအောက်ထဲကိုထုတ်ဖက်ဝင်ရောက်သွားတယ်ပြီးတဲ့အခါမှာနျူကလ িয়ার စက်ရုံရှိတဲ့နေရာကိုသွားတယ်ဆိုကြတဲ့အရောကဒီတော်တော်လေးဥမာမြေအောက်ထဲကိုထုတ်ဖက်ဝင်ရတဲ့ပမာဏဖြစ်တဲ့အတွက်သူရဲ့အလေးချိန်ကလည်းပဲအရေးကြီးတယ်လို့မျိုးဒီအထက်ဥမာဖောက်ထွင်းဝင်ရောက်ဖို့အတွက်ကိုမှတေချာလေးပြုလုပ်ထားတဲ့သူရဲ့နီးပညာဘိုင်းဆက်ဆိုင်ရာကလည်းပဲ ဒါတိစာလေးကိုမှအရေးကြီးတဲ့ပမာဏဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးသူ့ရဲ့အလေးချိန်ရောဒီမီးပညာရဲ့လွတ်နိုင်စွမ်းရောပေါင်းဆက်လိုက်တဲ့အခါမှာတော့တကယ်ဒီမီးအောက်ပေနေရကီလိုမီတာနဲ့ဆိုလို့ရှိရင်တော့ဒီ61ကီလိုမီတာလောက်အထိကိုမှဒါမီးအောက်ထဲကိုသွားနိုင်သွားတာဖြစ်တယ်ဟုတ်ပြီဂျော်ရီဒီဘုံရဲ့ကိုတယ်စီကိုဆက်ပြီးသွားလိုက်ရအောင်ပေါ့နော်ဒီဘုံရဲ့ကိုတယ်ကိုဆက်သွားမယ်ဆိုလို့ရှိရင်အဖေကကိုတယ်ပေါ့နော်အဖေကကိုတယ်ကိုတော့တကယ်ဒီဖေရော့ကိုဗယ်လို့ခေါ်တယ်တကယ်တမ်မနီ တန်တတ္ထုအမျိုးအစားလုံးဝမှာမာဘိတ်ဆိုတဲ့တန်တတ္ထုအမျိုးအစားနဲ့ပြုလုပ်ထားတာဖြစ်တယ်။ပြီးတဲ့အခါမှာဒီဘုံရဲ့၄ချိန်80ရာခိုင်နှုန်းလောက်ကလည်းပဲအဲ့သူ့ရဲ့အပေါ်ကတကယ်တတ္ထုအခွန်ကလာတာဖြစ်တယ်။အပေါ်ကအပိုင်းအခွန်ကလာတာဖြစ်တယ်ပေါ့နော်။အထက်က20ရာခိုင်နှုန်းလောက်ကပဲအထက်ကဖောက်ခွေရေးပစ္စည်းတွေအနေနဲ့ဒါပါလာတာဖြစ်တယ်။ပြီးတဲ့အခါမှာအထက်ကဖောက်ခွေရေးပစ္စည်းတွေရဲ့အထက်မှာဆိုလို့ရှိရင်လည်းပဲတကယ်ဒီ fuse က3ခုရှိတယ်။ဥသုံးဒီထိပ်ပိုင်းမှာရှိတဲ့ nose fuse ဝယ်ဆိုတာရှိတယ်။ ဒီအလဲမှာရှိတဲ့ဒီ fuse contest ဆိုတာရှိတယ်နော်ဒီနောက်ဆုံးက tail fuse ဆိုတာရှိရယ်ပေါ့နော်ဒီသုံးခုကဒီအရင်ဦးဆုံး nose fuse ဆွဲပေါ့နော်အဲ့ခါမှကျွန်တော်ဗာလဲဆိုလို့ချင်းသူကကျွန်တော်တကယ်ဒီပောက်ကွေးရမယ့်အချိန်စနစ်ကိုထိန်းညှိပေးတဲ့ fuse ဖြစ်တယ်အခုအလေရပါတော့ fuse contact fuse contact ကကျတော့ဒီအထက်ရောက်ဖောက်ခွဲပစ္စည်းတွေကိုမှသူကမင်းကြီးပြရတဲ့ fuse ဖြစ်တယ်ပေါ့နော်နောက်ထပ် ဒီနောက်ဆုံးကထီဖြူပေါ့နော်တကယ်ဒီနောက်ဆုံးအမီပိုင်းကဖြူစကကြတော့သူကကြတော့လည်းပဲတူတူပါပဲအချိန်ကိုလည်းပထင်းကြီးပေးတယ်ပြီးတဲ့အခါမှာတကယ်သူသွားခြင်းတဲ့နေရာကိုရောက်ပြီဆိုတာကိုသူကစံစာနဲ့သိရဲ့ဖြူဖြစ်တယ်ပေါ့နော်အဖြူစုံးကမှအလောလောပြီးတော့မှပောက်ခွဲရတဲ့အနေထားဖြစ်တယ်ဒါကသူရဲ့တကယ်ပောက်ခွဲပစ္စည်းနဲ့ထဲမှာပါတဲ့ဖြူစပေါ့နော်ဒီစနစ်တန်ပေါ့နော်အဖြူစကတော့နောက်တစ်ချက်ကကြတော့ဒီသူသွားမဲ့လမ်းကြောင်းကိုထင်းကြီးပေးနိုင်တဲ့ဘလို့သွားရမယ်ဆိုတော့ထင်းကြီးပြီးတော့နောက်ကနောက်ကအပိုင်းပေါ့နော်ရှေ့က ဒီဖခွေအပိုင်းပြီးပြီးအပေါ်ကအခွန်ပိုင်းလေးပြီးပြီးဆိုလို့ရှိရင်ကျွန်တော်ဒီနောက်ကဆက်အပိုင်းပေါ့နော်သူ့ကိုဘယ်လိုသွားမလဲဆိုတော့ထည့်ပေးတဲ့အပိုင်းအဲ့ဒါကိုပြောမယ်ဆိုလို့ရှိရင်တော့ဒီအထက်မှာပါတဲ့ PC အမျိုးအစားတွေကိုအရင်ဆုံးပြောကြည့်ရအောင်ပေါ့နော်ဥဆုံးဆက်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ adapter ring ပေါ့နော် adapter ring ကတော့ဒီရှေ့ကအပိုင်းနဲ့နောက်ကဒီဆက်အပိုင်းကိုဒါတွဲထားပေးတဲ့ဒီချိတ်ဆက်ပေးတဲ့ပစ္စည်းတစ်ခုဖြစ်တယ်နောက်ကတော့ thermal battery thermal battery ဆိုတာကတော့ဒီသူဘုံကိုစကျဲလိုက်ပြီဆိုလို့ရှိရင်စကျဲအခါမှာမှဒီ လေပေါ်မှာပြန်နေတဲ့အခါမှာမှအလုံးလုံးတဲ့တကယ်အပူဒဏ်ကိုလည်းပဲခံနိုင်တဲ့တာမေဘက်တရီဖြစ်တယ်။နောက်တစ်ချက်ကတော့ GPS antenna GPS antenna ကကျတော့ तू ဘယ်လိုမျိုးအချိန်နဲ့သွားမယ်ဘယ်နေရာကိုဘယ်လိုမျိုးသွားမယ်ဆိုတာကို तू အချက်လက်တွေ information တွေကို data တွေထုတ်လုပ်ပေးနေတဲ့ဒါပိုင်းဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကတော့ဒီ fin controller fin controller ဆိုတာကတော့ဒီနောက်ကပံငါလက်တွေပေါ့နော်နောက်ကပံငါလက်တွေကမှဒီဘယ်လိုမျိုးလေရမယ်ဘယ်လိုမျိုးအချိန်နဲ့လေရမယ်ဆိုတာကိုသူကိုယ်တိုင်ကထိန်းချုပ်ပြီးတော့မှဒါထိန်းချောင်းပြီးပြီးတော့မှဒါထွားတဲ့ သွားတဲ့ pin controller ဖြစ်တယ်။နောက်တစ်ချက်ကတော့ဒီနောက်ဆုံးဖြစ်တဲ့ဒီ griffin တွေပေါ့နော်။ဒီ fin လေးခုကတော့တကယ်တည်းသူသွားမဲ့လမ်းကြောင်းကိုမှတိချထင်းကြီးပေးရတဲ့ပမာဏဖြစ်ပါတယ်။ဟုတ်ပြီ။အဲ့ဒါဆိုရင်အဲ့ဒါတွေကဘယ်လိုမျိုးအလွတ်လွတ်လဲပေါ့နော်။နံပါတ်1အချက်အနေနဲ့ကတော့ဒီ American ကနေပြောချင်တော့အထားတော့ဒီ video subscribe လေးကစတင်ပြန်တန်းလာတယ်။ပြန်တန်းလာတဲ့အခါမှာသူကျဲစင်တဲ့နေရာသူအိုက်ဘုံကိုချရင်တဲ့ destination ကိုရောက်ပြီဆိုလို့ရှိရင်သူအနေနဲ့အိုက်ဘုံကိုလွတ်ချလိုက်မယ်။အဲ့ဒါ နံပါတ်1အချက်ပေါ့နော်အဆင့်1အနေနဲ့နောက်တစ်ခုအဆင့်2ကကျတော့ဒီအဲ့လိုမျိုးခုနကဘုံကချတဲ့အခါမှာအထက်ကသာမန်ဘက်ထရီကနေပြီးတော့မှသူ့ရဲ့လေးစစ်ကဒီနောက်က GPS အတန်နာကိုတွားပြီးကျတော့ကူးဆက်ပြီးရချိတ်ဆက်ပြီးရချိတ်ဆက်တဲ့အခါမှာအဲ့ဒီ GPS အတန်နာကနေပြီးတော့မှဒီထုတ်လုပ်ပေးတယ်ပေါ့နော်။ဘာလဲဆိုလို့ရှိရင်တော့ဒီဘုံကဘယ်လိုမျိုးအနေထားဘယ်လိုမျိုးအလျင်နဲ့ဘယ်လိုမျိုးသွားရမယ်ဆိုတာမျိုးကိုဒီသူကအချက်လက်တွေပေးတာဖြစ်တယ်။အဲအချက်လက်တွေကဒီဘယ်လိုပေးရလဲဆိုလို့ရှိရင်နောက်ကဒီ fin controller ဆိုတဲ့ ီနောက်ကပန်ဂါလက်တီကိုထင်းချောင်းပေးနေတဲ့ဖင်ကွန်ထရိုလာကိုလှမ်းပေးရတာဖြစ်တယ်။အဲ့ဒါကတော့ဒါအဆင့်သုံးအနေနဲ့ပေးရတာဖြစ်တယ်။ဟုတ်ပြီ။အဲ့လိုမျိုးပေးသွားပြီဆိုလို့ရှိရင်အဲ့ဖင်ကွန်ထရိုလာနေပြီးတော့မှဒီဘယ်လိုမျိုးသွားတယ်ဆိုတာမျိုးကိုနောက်က Griffin တွေကိုမလှမ်းပေးကြတော့တာအဆက်တွေကိုနဲ့ထိချုပ်လိုက်တဲ့အခါမှာသူတို့ကသူတို့သွားချင်တဲ့ဥတီယာပြင်းမဲ့စီကိုဒါတက်တက်တက်လေးသွားနိုင်တဲ့အနေအထားကိုရောက်သွားတာဖြစ်တယ်။အဆင့်လေးအနေနဲ့ကကျတော့အဲ့လိုမျိုးဒီမြေကြီးတွေကိုထုတ်ဖောက်ဝင်ရတဲ့အပိုင်းပေါ့နော်။ အဲ့ဘိုင်းမှာဆိုလို့ရှိရင်သူတို့တွေအနေနဲ့ကဒီ concrete တွေတော်မှဒီစာလေးထုဖောက်ချက်စီးပြီးတော့မှအထက်ကိုဝင်ရောက်သွားနိုင်တာဖြစ်တဲ့အတွက်ဒါသူ့ရဲ့သွားကျင်တဲ့အနေအထားလည်းပဲရောက်မယ်ဆိုတော့ဒါတေချာတလောက်ပဲပေါ့နော်အဲ့ဒါအစင်လေးအနေနဲ့ကတော့နောက်ဆုံးအစ်စ်ဖြစ်တဲ့အစင်ကပေါ့နော်အစင်ကတော့ခုနကပြောတဲ့ဒီမြေအောက်ထဲမှာရှိတဲ့ဒီမြေကြီးတွေလည်းပဲဖောက်ထွင်းသွားပြီးပြီးတဲ့အခါမှာဒီအဆောက်အုံဆိုလို့ရှိရင်တော့မှဒီထက်20လောက်ကလေးပဲဒီဖောက်ထွင်းပြီးတော့မှအထက်ကိုဝင်ရောက်သွားပြီးဖြစ်တဲ့အတွက်အထက်ကဒီ nuclear ဆက်ရုံတည်ရှိတဲ့နေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ သူ့ရဲ့ဒီနောက်က taste ဖြူထဲမှာပေါ့နော်ဒီအထက်မှာ fuse တစ်ခုအထပ်ပါတယ်ပေါ့နော်အ fuse တစ်ခုကတော့ဒီသူတို့ဖောက်ခွဲခြင်းတဲ့နေရာကိုရောက်ပြီဆိုလို့ရှိရင်အလိုလိုသိရဲစဉ်းစားပါတဲ့ fuse တစ်ခုနဲ့အတစ်ခုကတော့ဒီအဲ့လိုမျိုးအချိန်ကိုက်ပေါ့နော်အချိန်ကိုက်ကိုမှထင်းကြည့်ပေးတဲ့ fuse တစ်ခုပါတယ်အ fuse တစ်ခုကအလိုလိုတဲ့အခါမှာအဲ့ taste ဖြူကနေပြန်မှာ share fuse တစ်ခုနဲ့ပေါင်းဆက်ပြီးတဲ့အခါမှာမှအဲ့ဒါကစနစ်တန်ဖြစ်ပြီးတဲ့အခါမှာအထက်ကဖောက်ခွဲပစ္စည်းကိုသွားပြီးကျွန်တော်မြင်ကြည့်ပေးတာဖြစ်တယ်အချိန်မှာတော့အဲ့ဘုံက ပေါက်ကွဲသွားတာဖြစ်တယ်ပေါ့နော်ပေါက်ကွဲတဲ့ခါမှာလည်းပဲဘေးကနျူကလ িয়ার အဆောက်အုံတွေပဲဒါထေချာလေးဖြည့်ဆည်းလိုက်နေတာဖြစ်တယ်အခုပြောသွားတာကတော့တကယ်တည်း GPU 57ဘုံးရဲ့လောလောပုံနဲ့ပေါက်ကွဲပုံအကြောင်းပါဒီဘုံးကအခုကျွန်တော်ပြောသလိုမျိုးတည်းအပြောနဲ့တည်းမဟုတ်ဘူးတကယ်လက်တွေ့မှာလည်းပဲသူ့မှာဆွမ်းအားရှိတယ်ပေါက်ခွဲနိုင်တယ်ဆွမ်းအားတွေရှိတယ်ဆိုတာကိုတက်တည်ပြတဲ့ဖြစ်စဉ်လေးပဲဒါရှိလာခဲ့ပြီပေါ့နော်အဲ့ဒါကတော့ဒီကျွန်တော်အခုတနေ့မှဖြစ်သွားတဲ့ဒီ အမေရိကန်ကအီရန်နိုင်ငံရဲ့နျူကလ িয়ার စေယုံတွေကိုဘုံသွားချတဲ့အပိုင်းဖြစ်တယ်။မြေအောက်ထဲမှာရှိတဲ့နျူကလ িয়ার စေယုံတွေကိုဘုံချတာဘုံချတဲ့ကတော့၃နေရာပေါ့နော်။ဒါပေမဲ့ဒီ GP57 ဘုံကို၃ခဲတဲ့နေရာကျော်၂နေရာပဲရှိတယ်။ Photon နဲ့ Nantes ပေါ့နော်။ဒီ၂နေရာကိုပဲချဲခဲ့တာဖြစ်တယ်။အဲ့တော့မှဒီ Photos ကိုချဲတဲ့ကတော့ GP57 ဘုံပေါင်းစနလုံးအထည်နဲ့ဒါကျေးခဲ့တာဖြစ်တယ်။နောက်က Nantes ကတော့ဒါနှလုံးပဲကျေးခဲ့တာဖြစ်တယ်ပေါ့နော်။ဒါသူတို့အနေနဲ့သူတို့ပြည့်ရှင်တဲ့နေရာကိုလည်းပဲဒါတိစာလေးထိထိရောက်ဖြစ်နိုင်ခဲ့တယ်ဆိုပြီးတော့အမေရိကန်ကတော့လည်းပဲဒါကြီးညာထားတယ်ပေါ့နော်။ ဒါကတော့ဒီဘုံရဲ့အလုပ်လုပ်ပုံသူ့ရဲ့စနစ်နဲ့ပြီးတဲ့ခါမှာသူ့ကိုတုံးခဲ့တဲ့အပိုင်းဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ပြောမှာကတော့ဒီသူ့ရဲ့စစ်ပွဲအကြောင်းကိုမဟုတ်ဘဲနဲ့ဒီဘုံအကြောင်းကိုပဲပြောမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုတော့ဒါကျွန်တော်ဒီမှာပဲရင်မနာမှာဖြစ်ပါတယ်တကယ်လို့များနောက်ထပ်ကျွန်တော်အနေနဲ့အစဉ်သိရင်သိတဲ့လိုမျိုးတကယ်စူးစမ်းပြီးတော့ကျွန်တော်ဗီဒီယိုတွေကိုလည်းဖန်တီးပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပဲကျေးဇူးတင်ပါတယ်